စတေမာလာကိုရဲနေကစပြီးပဲခူးတိုင်းပြည်မျိုးကမြို့အစွန်ရက်ကွက်အချို့ကိုဒုတိယကျင်းရေစတင်ဝင်ရောက်လာပြီးဖြစ်တာကြောင့်အိမ်အချို့ရေလို့ရကိုပြောင်းရွှေ့နေကြပါတယ်ဒီသတင်းကိုဦးမင်းညူကပေးပို့ထားပါတယ်ရှင် ARM မြေတိုးလာမှုကြောင့်ပြည်မျိုးနဝင်းရက်ကွက်မြောက်ပိုင်းဘောကရက်ကွက်မာလကာကုန်းစရရက်ကွက်တွေကအိမ်တော်စု120ခန်းတို့ဟာရေလို့ရနဝင်းဝါယုံဖုံးကြီးကျောင်းကိုအရေးပေါ်ရွှေ့ပြောင်းနေထိုင်ခဲ့ကြပါတယ်ရေကမနေ့မနေ့ကအစပြီးတဖြည်းဖြည်းနဲ့ဝင်လာခဲ့တာဖြစ်ပြီးအနေမဲကအိမ်တွေကတော့ ညဘက်ကိုရေးအတက်ကျန်းလာမှာကိုစိုးရင်ဒါကြောင့်နဝင်းရက်ွက်တဲ့ကနဝင်းဝါစုဖုံတော်ကြီးကြောင်းကိုရှောက်ထားပြီးယာယီရွှေ့ပြောင်းနေခဲ့ကြတာဖြစ်ပါတယ်ကိုယ့်အိမ်ကိုဖြစ်ပြီးတော့ဘူးမှမသွားချင်ဘူးပေါ့နော်တကယ်ရေးပေးဒုက္ခရောက်တော့မှအနေထားလည်းဖြစ်နေပြီးအိမ်ကလည်းသူကရေရရေရနေသူတို့ဘက်ကိုတယ်လီဟောစီးတဲ့ခါကျတော့သူ့ရဲ့တိုင်ကြီးလေးတန်းလှုပ်လာတဲ့ခါကျတော့သူညှက်ပဲညှက်တယ်လဲစိုးရိမ်တဲ့အတွက်ခမုတ်ကိုရှောက်ပြီးတော့ဘယ်သူမှလည်းသိကြလို့လည်းမရသေးဘူး သူတို့ဘယ်လိုပါလဲအလှူရှင်တောင်းတော့သူရဲ့နေထိုင်မှုအတွက်ကိုပဲသူတို့ကဦးစားပေးနေရပါတယ်ဒီလိုတက်တော့စားဝင်နေတွေလည်းကျက်တယ်နောက်ပြီးဖလေးတွေလည်းဒုက္ခရောက်တယ်ကြောင်းမှုရွှေဖို့ကြတော့အရင်နေပါကြတော့တုံတောင်မရှိတော့လေအရင်ဒုက္ခရောက်ခဲ့တယ်အမစားစားဖို့ကြတော့သူလာပေးစားရပါတော့လာမပေးကြတော့ရေတောက်နေရတယ်ရဲတောက်ဖို့ကြတော့တုံတောင်လာကြအောင်အော်တောက်မှာပဲသူတို့လာဖို့ကြတော့ ဒီနေ့ရေစတက်လာကလေးကအဲ့ဒီရက်ွက်တွေကိုအိမ်အခြေအနေပေါ်ကြည့်ပြီးရွှေပြောင်းနေကြဖို့ကိုလည်းမိတဲ့ဦးစီးဌာနကလိုက်လံနှိုးဆော်ထားပါတယ်တို့ကြိုတင်ဆောင်ရွက်ထားတာတွေအများကြီးရှိပါတယ်ကျွန်တော်တို့ကဒီမှာကျွန်တော်တို့ကအသက်ငယ်လေးတွေဆောင်ရွက်ထားပါတယ်နောက်တော့ကျွန်တော်ဆက်မတက်ဖက်နဲ့ကျွန်တော်တို့လေးအိတ်အသက်ငယ်အိလည်းဆောင်ရွက်ထားပါတယ်နောက်ကျွန်တော်တို့အသက်ငယ်ဘောတွေနောက်နောက်လိုက်ချက်ငယ်ပေါ့နော်အသက်ငယ်အိမ်ကြီးတွေဒါတွေအားလုံးဆောင်ရွက်ထားတဲ့အပြင်ကိုအကယ်၍အခက်အခဲအမျိုးမျိုးကြော်လောရမယ်ဆိုရင်ကျွန်တော်တို့ကကျိုးတွေနောက်ကာရာဗင်နာတွေရဲတင်းတွေ အဲ့ဒါဓာရီကစပြီးကျွန်တော်အကုန်ဆောင်ရွက်ထားပြီဆောင်ရွက်ထားပြီလည်းလည်းကျွန်တော်တို့ဒီမှာရှိတဲ့အခြေအနေတွေကိုကျွန်တော်တို့ကရေးတက်လာရင်ဘယ်အခြေကြီးလာပြီးအာမိုးရွာရင်ဘလို့အခြေအနေရှိတယ်လေတိုက်ရင်ဘလို့အခြေအနေရှိတယ်ဆိုအထက်ကိုကျွန်တော်တို့အခြေအနေတကင်းကြီးတင်ပြပြီးတော့အများအားကျွန်တော်ပြည်သူလူထုဘေးရန်နဲ့ကြားရအောင်ပါအများအားစောင့်ကြည့်ပြီးကာဝယ်နေတယ် AR မြင့်တဲ့နဝင်းချောင်းအနားမှာရှိတဲ့အဲ့ဒီရက်ွက်တွေကတစ်ဆင်ရေးကြီးနေကြဖြစ်ပါတယ်။အခုတည်းမှာရေးကြီးတာကတော့ဒါဟာဒုတိယအကြိမ်ဖြစ်ပါတယ်။ ပထမကောက်တုံးကလည်းအဲ့ဒီရက်ွက်တွေမှာ၁၀ရက်ကျော်လောက်ရေမြုပ်ခဲ့တာကြောင့်ဒေသခံတွေအခုရိနလန်ပြန်မထူနိုင်အောင်ဖြစ်နေခဲ့ပါတယ်။အခုထပ်ပြီးရေပြန်ကြီးလာသလိုရေမြုပ်နေတဲ့ရက်ကြာလာမှာကိုလည်းဒေသခံတွေကအစိုးရနေကြပါတယ်။ကတော့လောကဆက်တော့ရှိတာပေါ့ကဲသေးရေတော့ဘာတော့မော်နော်အမမလုပ်နေပါတယ်ကြတော့လောကခံရမှာမဖြစ်တော့ဘုန်းတော်လုပ်ဆိုလည်းပေးရတယ်တိတိတိလေးလေးကတော့သူရှိရပြောင်းအောင်ပါပေါ့အော်ပေါ့ပေါ့ဟုတ်ပါဘူးရေနဲ့ကားရေနဲ့ဘိုးကြောတယ်မလို့ပြောတာ ြည်မြို့အတွက်စက်တင်ဘာလ9ရက်နေ့ညနေ6:00ခွဲတိုင်တာချက်အရ AR မြေက2984စင်တီမီတာမှာရှိနေပြီးစိုးရိမ်ရေမဲ့2900စင်တီမီတာရောက်ဖို့လေးဘေကအလိုမှာရှိနေပါတယ်ကျွန်တော်မင်းညိုပါခင်ဗျာ